ဘုန်းကြီးတို့မြန်နိုင်ငံကသူ့ညီပြန်လို့မြောက်ဖို့အတွက်သူ့အနေနဲ့ကဗမာပြည်ပြည်တိုက်ဖို့ဆိုတာအဆင်ပြေသေးဘူးအဆင်ပြေသေးဘူးလေအခုတော့မြန်မာနိုင်ငံကတည်းကကျတော့သူ့ညီလည်းလို့သွားတယ်ညီခုခုခုရတဲ့ရခိုင်ပြည်နယ်လည်းလို့မြောက်ဖို့ခုဒါဆိုရင်မြန်မာနိုင်ငံကဂျင်းတဲ့ကားလေမြန်မာနိုင်ငံကသူ့ဟာသူ့ဟာခံလိုက်အားလုံးမင်္ဂလာပါကျွန်တော်ကရေဝရှမ်းလေးပါအားလုံးပါလေးဆိုပါကျွန်တော်လည်းကြိုးစိုးနေပါလောက်ကိုင်းမှာအကတ်တော့အေးအေးဘာကြောင့်စစ်နိုင်နေရတာလဲ ပြီးတော့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာပထမဦးဆုံးလူမြောက်နေပြည်လို့တောင်မှကျွန်တော်တို့ဒါပြည်သူတွေကထိမ့်မဲ့နေကြပြီဆိုတော့ဒီလိုအခြေအနေမျိုးအထိသူတို့အောင်မြင်နေရခြင်းရဲ့နောက်ွယ်ကအရေးကြီးဆုံးသောချက်တွေကိုကျွန်တော်မိပါတယ်ဒီနေ့တင်ပြဆွေးနွေးသွားဖို့အကူခြေကိုဖိတ်ခေါ်တာပါတယ် ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဘောနော်အခုခုနပြောတာဘောနော်တန်လွံ့မြောက်နေမြတခုလိုထင်းနေဆက်တာဘူးလွံ့မြောက်နေမြတကယ်ကိုဖြစ်နေတာဘောနော်လွံ့မြောက်နေလွံ့မြောက်နေမြတကယ်ကိုလုံးဝကိုဖြစ်နေတာလွံ့မြောက်ပြင်းနေကြီးတခုဘောနော်လွံ့မြောက်ပြင်းနေကြီးတခုလိုကျွန်တော်တို့ယူဆလို့ရတော့ပြီဘောနော်အဲယူဆတာဘောလွံ့မြောက်ပြင်းနေဖြစ် ဖြစ်နေပြီပေါ့နော်အဲ့တော့ဒီကရဲအကြောင်းရင်းကဘာကြောင့်လဲဆိုတော့နံပါတ်1ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ A တက်တော့အနေနဲ့ပေါ့နော်ဒီအဲသူတို့လုပ်ငန်းတွေလုပ်ဆောင်တဲ့ခါမှာနံပါတ်1ပါပြည်သူတွေပုံမှာသူကမေတ္တာတရားထားတယ်ပြည်သူတွေကိုအာပြည်သူတွေကိုနံပါတ်1နေရာမှာသူတို့ထားတယ်သူတို့ focus ဒီလက်ရှိပြည်သူကိုပဲသူတို့သူတို့ကဥတည်တယ်အဲကြောင့်မို့ဒီပြည်သူတွေရဲ့မေတ္တာကိုသူတို့ရရှိတဲ့အတွက်ကြောင့်ပေါ့နော်အခုလိုမျိုးဒါတိုက်ပွဲတိုင်းမှာနိုင်နေတယ်တော့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါကတော်လိုင်းရဲ့အရေးကြီးဆုံးသောတော့ချက်ဟုတ်လားဆိုတော့ပြည်သူသားလင်း ကျွန်တော်တို့ရဲ့အာကိုရာပြည်သူသားတွေကျွန်တော်တို့ရဲ့မိကိုရာဟုတ်ပါတယ်နော်ဆိုတော့ဒီအချက်ကိုကျွန်တော်တို့ကလက်နက်ကင်ထားတော့တပ်ဖွဲ့ဝင်တိုင်းဒါသူ့ရဲ့ဘယ်လိုပြောမလဲနော်အတိတ်ကမိန်းဆောင်ဘုတ်အနေနဲ့ကိုသူတို့လက်ကင်ဆွဲထားရမယ် ကျွန်တော်တို့အခုဒီနေမီတွေတက်ခိုက်သိမ့်ပိုက်တဲ့ကျွန်တော်တို့ဒါပေါ်တော့ဒီအစိုးရထိချုပ်မှုတဲ့စူးစမ်းနေတဲ့တပ်ဖွဲ့ဝင်တွေကြားထဲမှာလည်းပဲအာချုပ်ခက်ခဲတွေပြီးတော့အချုပ်ပြဿနာလေးတွေကိုလည်းကျွန်တော်တို့ပြည်သူအားလုံးကစောင့်ကြည့်နေကြတယ်။ Okay ရခိုင်ဘက်ပဲပြန်လဲရအောင်ဆိုတော့ရခိုင်ကကျွန်တော်တို့ပါဒီ2021အာနာစပြီးတော့အဲတိတ်တဲ့အချိန်မှာသူတို့စီရီထဲမှာပါမှာသိဘူး။အဲသူတို့အဲ့ဒီအတွက်သူတို့ဒါပြင်ဆင်နေကြစေအချိန်ပေါ့နော်။ဒါပေမဲ့အချိန်တို့အတွင်းမှာရခိုင်ပြည်တပီလုံးကိုကျွန်တော်တို့မျိုးပေါင်းများစွာ အကျမဖတ်စစ်တက်ရဲ့စစ်ခွေးစကန်ပေါင်းမြောက်များစွာကိုတက်ခိုက်သိမ့်ပိုက်ခဲ့တဲ့အခြေအနေတွေကတကယ်အံ့ဩဖို့ကောင်းတယ်ပြီးတော့ရပိုင်ကစစ်မျက်နှာပြင်မှာဆိုရင်ကျွန်တော်ထူးခြားတာကသူတွေ့ရတာကကြီးတက်ရည်တက်ပေါ့ရည်တက်ပေါ့တွေ့ရဟုတ်တယ်ကျွန်တော်အချို့နေရာတွေမှာဆိုရင်ရည်တက်မှာပါတော်တော့ဟိုအရည်တက်ပြစ်ကူမပေးနိုင်ဘူးဒါပေမဲ့ရပိုင်စစ်မျက်နှာပြင်ကရည်တက်ပါပြစ်ကူပေးခံရတဲ့အခြေအနေဆိုတော့ဒီကြားထဲမှာကျွန်တော်တို့ဒါအဲဒီဘာသာရေး 替留下来的那一千女的。 ပြီးတော့ဒါကိုခုတော့လောက်ဒါကိုအသုံးပြုပြီးတော့အချမ်းမဖက်စစ်ခွစ်တက်ကလည်းဒါအချို့မွတ်စလင်တွေကိုလက်နက်ပေးကင်လိုက်တဲ့အခြေအနေတွေရှိနေပါတယ်ဆိုတော့ဒီအခြေအနေတွေကိုကျွန်တော်တို့အားလုံးခြုံငုံပြီးတော့ဒီနေ့တွေ့ရမှာဖြစ်တယ်ဗျဟုတ်ဟုတ်ပါခင်ဗျအဲ့တော့ဒီလက်ရှိအနေနဲ့ဘောနော်လက်ရှိနေပြီးတော့ A က2021မှာဘာကြောင့်အာဘောနော်တို့တို့ဒီလက်ရှိနေပြီးတော့ဒီဘောနော်ဒီလက်ရှိအာနာသိစက်ကောင်စီကိုမတော်လန့်ခဲ့ရတယ်ဆိုရင်အဲသူတို့ကဘာလို့2000နဲ့19ကလောက်ကလေးကလည်းတိုက်ကြတယ်စေးရအရင်ပြန်ပန်းတယ်အဲ့တော့စေးရအရင်ပြန်ပန်းတယ်ကတို့ကဒီလက်ရှိစက်စကားနဲ့ပြောမယ်ဆိုလို့တို့ကအရင်ပြန် င်ပန်းနေစစ်ပန်းနေစစ်ပန်းနေတဲ့အချိန်မှာတို့ဓာတ်တွေကိုမလုပ်ခဲ့ဘူးမလုပ်ခဲ့ပြီးတော့တို့ဘာလို့ဆိုတော့ဒီ2021မှာတို့ဒီလက်ရှိနေပြီးတော့ဘုံတော့ဒီတို့အခွင့်အရေးတွေပေါ့အခွင့်အရေးတွေရဖို့အတွက်အမ်မဲအောင်လိုက်တော့ခဏလေးယာယီကြက်လိုက်တာအဲ့တော့မဲအောင်လိုက်ကနေသူ့ကိုသူဆရာကြီးစတိုင်နဲ့နေပြီးတော့ဟုတ်ပြီဘလို့ရခိုင်အေကိုငါတို့ပိုင်ပြီဆိုတဲ့ပုံစံမျိုးနဲ့အာဘို့ဟိုဘလို့ငါလူပဲဆိုပြီးတော့တွေးထားလိုက်တဲ့သဘောမျိုးနဲ့တွေးထားလိုက်တာအဲ့တော့ဒါကြောင့်လေကျွန်တော်တို့ဒါခံမှန်းမိတယ် ဆိုတော့ကျွန်တော်ကလည်းလူငယ်ပြည်ပြည်လူငယ်လူပဲအများနဲ့ပွင့်လင်းစွာပြောပြတတ်ပါတယ်။ကျွန်တော်တို့စီရင်နိုင်ငံကြီးကကျွန်တော်တို့တိုင်းရင်းသားတွေကလည်းကြီးမားတဲ့အတွေ့အကြုံတွေရခဲ့ပြီးသွားပြီ။ဂျန်သူရဲ့အချင်းတွေကိုလည်းကျွန်တော်တို့သိရှိပြီးသွားပြီ။ဆိုတော့မင်းအောင်လိုင်ဂျပူကဘာကြိုက်လဲ။မင်းအောင်လိုင်ဂျပူကဘလိုကောင်မျိုးလဲဆိုတာမျိုးကိုကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တိုင်းရင်းသားလူလူသိနေပြီ။ဆိုတော့ ခါတည်းမှာကျွန်တော်တို့ကသူများညင်းတဲ့ခံရတာကိုပဲကျွန်တော်တို့ကြုံရတာပေါ့ကျွန်တော်တို့တော်လန်သောတစ်ဖက်ဝင်ပြီးဂျင်းပြန်ထဲ့တာကိုမင်းအောင်လိုင်းခံခဲ့ရတဲ့အကြောင်းပါမင်းအောင်လိုင်းကပေါ့မင်းအောင်လိုင်းကဘာကြောင့်ခံရလဲမင်းအောင်လိုင်းဒီရောက်ခံရရတယ်အဲ့ဒါကမင်းအောင်လိုင်းကအာ2021ကနေ2023ဒီကိုဘာလို့ရလဲဆိုတော့ဒီဘက်မှာလည်း तू ကဒီဗမာပြည်အထက်ပိုင်းနဲ့တိုင်းရင်းသားဒေသတွေကို तू ကသူ့ရဲ့စစ်အင်အားတွေဖြန့်ခဲ့တယ်ဖြန့်လိုက်တဲ့အခါကျတော့ तू မစင်အားရုံးနေတော့ရုံးတော့ဒီဟာကိုဒီဟာကိုလည်းဘူးချက်ဖျက်နေတာကောင်းကောင်းသိတယ်ဒီနည်းပြဟာကိုသူကယူပြီးတော့မှသူ့ဘာကိုသိတယ် Oh, oh, ¡Bravo! ¡Congratulations, por ခမျက်နိုင်ဒါကစစ်ကောင်းဆောင်တယောက်ရဲ့ပြည်ရွယ်ကြွယ်ဝမှုဟုတ်ပါတယ်ပြီးတော့နိုင်ငံရေးဒါပြည်ကွယ်ပြီးတော့လက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနဲ့ကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်ချင်နေတဲ့ဒါစစ်ခွေးမိစ္ဆာကောင်တွေရဲ့အလေးအချက်တွေပြီးတော့လုပ်ပုံလုပ်ရည်တွေအလေးအထတွေသိနေတဲ့ကျွမ်းကျင်နေတဲ့ခေါင်းဆောင်တယောက်ရဲ့ဒါစစ်ရေးကြီးပြူတာတရက်ကတကယ်ကိုအောင်မြင်သွားတာအဲ့တော့ရခိုင်ထဲမှာသူ့ရဲ့စင်ဟာညွန်နေသွားတယ်ပြီးတော့ရခိုင်ကတော့ဒါ ာနာစတဲ့အချိန်မှာတို့တွေမတိုက်ဘူးဟုတ်တယ်ငါတို့လည်းလည်းအစင်ပြေတရောင်လေးတွေရှိတယ်ဆိုတာဒါစိတ်ကူးလေးနဲ့အခြားတိုင်းသားနေမျိုးတွေကိုသွားဖိလိုက်တဲ့အချိန်မှာရောက်ခိုင်လဲတိုက်လဲတိုက်ရောအဲ့ကောင်လည်းကိုလုံးခွေးဖြစ်သွားတယ်ဟုတ်တယ်နောက်တစ်ခုကဘာလဲဆိုဒီပုံစံထုံးမြတ်တဲ့ကလက်ရှိနေပြီးတော့သူကဘာလဲဆိုမဲအောင်လည်းလက်ပတ်တစ်ခုလို တယ်မဲအောင်နဲ့ပုံမှန်တွေကမဲအောင်နိုင်ကအရင်တော့ကဒီ2020လောက် sorry ပါ2019လောက်တော့ဖန်ခံထားတယ်သူရဲ့ညီอืมပတင်ပို့ချက်တော့ညနေညီကြားတယ်ကျွန်တော်ကြားတယ်ကျွန်တော်ပြည်သူလည်းသိတယ်ဒင်းသတင်းစာမျက်နှာထောက်ပြောက်လာပြီသူပြန်လုပ်ပေးလိုက်ကြတာအဲပြန်လုပ်ပေးလိုက်တဲ့ခါကျတော့ဒီလက်ရှိနေပြီးတော့ဒီဘောနော်သူပြန်လုပ်ပေးလိုက်တာကြတော့ဒီမလဲဆိုမဲအောင်နိုင်ကမကျင်းတဲ့ခံရတာဟုတ်မဲအောင်နိုင်ကျင်းတဲ့ခံရပါလို့ကျင်းတဲ့ခံဆိုတော့ဘောချက်တော့ညနေကသူ့ညီပြန်လို့မြောက်ဖို့အတွက်อืมသူ့အနေနဲ့ကဗမာပြည်ပြည်တိတ်ဖို့ဆိုတာအဆင်ပြေသေးအဆင်ပြေသေးဘူးလေတခုရခိုင်ကနေသူ့သူ့ညီသားဟောနော်ဘောချက်တော့ညနေညီသား ရခိုင်ပြည်နယ်ထဲကထောင်တစ်ခုခုမှရှိနေတယ်ဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ရလဲမင်းကကက်ကက်မှာမဟုတ်ဘူးမင်းကကက်မှာမဟုတ်ဘူးအခုတော့မင်းကကက်တဲ့အခါကျသူ့ညီလေးလုံးသွားတယ်ရခိုင်သူ့သူ့အရန်ချစ်တဲ့အဲသူ့အရန်ချစ်တဲ့သူ့ရဲ့ရခိုင်ပြည်နယ်လည်းလုံးရောက်ပါပြီဟုတ်တယ်ဒါကြောင့်မင်းကလည်းအခုဂျင်းကြတာမင်းကဒါသူ့ပါသူ့တာခံလိုက်အာအာကျွန်တော် 的，不能了，只能说看单位的啊，下来一点，八百几一桌，一人下来，要八百有二百米的都没赚，一人下唬慌的，完了之呃，只能说热看业绩。 ချက်လိုက်တာနောက်ဆုံးအဆင့်တို့တွေဘုရားတော်အာဘူးရှာဘူးရခိုင်မုတ်တီကိုတော့မှမမြင်ချင်တော့အောင်ဘူးဖြစ်သွားတဲ့အခြေအနေကိုကျွန်တော်တို့ဒီကနေ့ပြန်ပြီးတော့ driver တွေကိုအဲတင်ပြနေခြင်းဖြစ်တယ်ဆိုတော့တခါတည်းကမှာကျွန်တော်တို့စီရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါမိဘတွေလည်းအယံကိုစိတ်ပူကြတယ်ပြီးတော့ရဲဘော်တွေလည်းအယံကိုပင်ပန်းကြတယ်ဝင်းရနေတဲ့ကျွန်တော်ရဲ့မိဘပြည်သူလည်းအယံကိုပင်ပန်းကြတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ကြားသိနေရတဲ့အချက်တွေကအယံထူကြတဲ့အချက်တွေပါအဲ့တော့ဘာလဲဆိုတော့ဒီ A ကအေကဘာ ကြောင့်မလို့ဒီတိတ်ဝင်နေတာဆိုရင်ပြည်သူတွေရဲ့ထပ်ပန်းမှုတို့ရရနေတယ်ခေါ့နော်ထပ်ပန်းမှုဆိုတာပြည်သူတွေကလည်းစေရနာနဲ့ စေနာနဲ့လူတန်းတွေအရစေနာနဲ့ပေးတဲ့ဟာတွေကိုသူတို့ရယူတယ်သူတို့အတန်ရဓမ္မတွေကိုလူယူတာမျိုးတွေအဘုနာပြီအတန်ရဓမ္မတော်ပြီးတောင်းတာမျိုးတွေမရှိဘူးသူတို့ကစေနာနဲ့လူတဲ့အလူလောက်ကိုသူတို့ယူပြီးတော့သူတို့ရဲ့ဒီစေအာအတွက်ကိုနော်လိုအပ်တဲ့နေရာတွေမှာအသုံးပြုအသုံးပြုကြတယ်ပေါ့နော်အဲဒါလေးတစ်ချက်နောက်တစ်ခုကျတော့နောက်ကတီတူတွေအပေါ်မှာတော့မကောင်းတဲ့လူဆိုပေးတယ်ဗျာဥမာအကိုတော့ကြားလိုက်မှာပါဒီလက်ရှိတွေပြီးတော့လက်ရှိတွေ online မှာဗျာအာနွားဖို့တယ်နွားဖို့တဲ့လူကိုဘုံဘုံနွားဖို့တယ်ဗျာရွာတရမှာနွားဖို့တယ်နွားဖို့ဆိုအဲ့ဒီအဲ့ဒီအဲ့ဒီလူကိုလေးလေးပုံမှာဒီလိုထားနိုင်လို့ပြောတော့နွားလို့ ခိုင်းတယ်အဲ့ဒီလိုဖြစ်စနေတယ်ခင်ဗျာအဲ့ဒါလေးကတခါလေရကြရလေဘာလို့ဆိုတော့လေဒါအဲကျွန်တော်တို့မြန်မာဒလိဒီအချို့ပေါ့နော်ဒါတုံးနှန်းစင်လာလေးတွေမှာလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဟိုအရင်တော့လည်းကျွန်တော်တို့ဒါဒါကြုံခဲ့ဘူးငင်ခဲ့ဘူးတဲ့ကျွန်တော်ရဲ့မိဘတွေလည်းခြေကောင်းလည်းရှိပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒါဥမာရွာတရွာမှာတင်းမှုလောက်လိုက်တယ်တင်းမှုလောက်တဲ့ဒီမှာတကြီးကတက်မှာတကြီးရွာလူကြီးပေါ့ဗျာသူအဲသူ့ကိုပေါ့နော်နောက်တစ်ခါဒါမျိုးမလုပ်အောင်ရွာစင်ပတ်ပြီးတော့អော်ခိုင်းတာလို့ပါလို့ရှိခဲ့တယ်ရှိခဲ့တယ်အဲ့ဒါလည်းလုပ်တာပေါ့နော်နောက်တစ်ခါကတော့ဘာမှမဟုတ်တာဒီလက်ရှိနေပြီ တော့ဥမာပေါ့ဥမာဒီဟိုတခါတော့အတတ်အတင်းတူလုံးကြတယ်2021တက်လာမှဖြစ်နေအဲအဲ့ဒီမှာတချင်တောက်ပုံမျိုးမှာတောက်တုံမျိုးကအဲ့ဒီမှာစိတ်မနှံ့တဲ့ကောင်မလေးပေါ့နော်အသက်ဆုံးတဲ့အရွယ်စိတ်မနှံ့တဲ့ကောင်မလေးတယောက်ကိုအဲ့ဒီမှာလေယောက်ျားချင်းမကြီးလေယောက်ကအတင်းကျင်းနေဆိုတော့အဲ့ဒီမတင်းကျင်းတဲ့လူလေယောက်ကိုအဲ့ဒီမှာလက်ရှိလို့အေတက်ကဖမ်းသွားတယ်ဖမ်းသွားသူဖုံးချလိုက်တယ်ပေါ့ကထောင်ချတဲ့ကသူကသူ့ရဲ့ပြေမှုပြစ်ဒဏ်နဲ့သူညီညွတ်အောင်ချလိုက်တယ်ချက်တော့အဲ့ဒီလူတွေကနောက်တရရတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကသူတို့ကနေပြီးတော့ပြန်ပြီးတော့ပေါ့နော်တင်းဘယ်လိုကတော့ပြန်ပြီးတော့မိုးမှန်တယ်ပေါ့နော်အဲ သူတို့မိသားစုစာဝတ်နေရတဲ့စာအဲ့ဒါမကြီးကလည်းပြန်ထပ်ပါပေးရတာရှိတယ်ပေါ့နော်ဒါရက်ဒါကျွန်တော်တို့ပေါ်လည်းမြင်မြင်ကိုပဲတွေ့ခဲ့ရတယ်တွေ့ခဲ့တယ်ဟုတ်တယ်ရခုနပေါ်ဆုံးတော့ဒါဒီပြည်နယ်ခုကိုဒါကျွန်တော်တို့ဒါအဲထိတ်ချုပ်မှုဆိုတာကပြည်ဘလောက်ရေးကြည့်တယ်ဆိုတာကအတိတ်ကအရေးကြည့်ပါတယ်အဲ့တော့သူကလက်ရှိနေပြီးတော့ဒီလက်ရှိ A ကဘာလဲဆိုတော့ကျွန်တော်ကျွန်တော်ဆိုလိုတာကမကောင်းတဲ့ဘုံမကောင်းတဲ့အတိုင်းစီမံနေဒါမဲ့ခုလူမျိုးအရှင်းရှင်းဖြစ်နေတဲ့ကြောင့်မလို့သနာမင်းညာတဲ့အားဖြင့်ပေါ့နော်အာအသက်သာဆုံးဖြစ်တာမျိုးတွေသိကြတယ်ပေါ့ နောက်တစ်ခုအကြက်ကတော့ဘာလဲဆိုတော့ကောင်းတယ်လို့ဆိုကြတယ်လို့ဆိုကောင်းတယ်လို့အလျောက်ပေါ့လို့သူကနေဆိုကောင်းကောင်းမွန်မွန်နဲ့သူတို့ဆောက်တော့ပေးပေါ့နော်ဒါကအေရဲ့ရခိုင်ပြည်သူတွေအပေါ်မှာထားတဲ့မြစ်တာတွေကဒီမြစ်တာတွေကိုဘယ်သူခံစားရလဲဆိုအေတက်ဖို့ဝင်အောင်လို့ခံစားရတယ်โอเคအဲ့ဒါရန်ကိုဟိုဘယ်လိုပြောမလဲကျွန်တော်အခုဒီဟာကိုကိုကြည့်ပြောနေတဲ့အချိန်မှာပဲကျွန်တော်အမှစိတ်ထဲမှာအေးသွားတယ်ဆိုတော့ပြည်သူကိုမြစ်တာထားတဲ့ဒါတက်ဖွဲ့ဝင်တွေသူတို့ဘာပြန်ရလဲ ြည်သူကပြန်ပြီးတော့မေတ္တာပြန်ထားတဲ့အရာကိုပြန်ရတယ်ဟုတ်ကဲ့နော်ဆိုတော့ဒါကျွန်တော်တို့ဒါစစ်အောင်နိုင်ခြင်းရဲ့အကြီးဆုံးတော့ချက်ဖြစ်တယ်ဗျာဟုတ်ပြီဒီအခြေအနေမှာရခိုင်ပြည်အတွင်းထဲမှာနော်ဒါကျွန်တော်တို့ဒီရခိုင်နေစမတိုက်ခင်နေရပါဘောနော်ရှိနေတဲ့ဒါတက်စကန်တွေပြီးတော့ပြူဟာကုန်းတွေလက်နေကြီးကုန်းတွေအဲ့ဒီမှာဒါတော့တာဝန်ထမ်းဆောင်နေတဲ့စစ်ခွေးတွေရဲ့အခြေအနေတွေက ကျွန်တော်တို့ဘယ်လိုမျိုးသူတို့နေထိုင်စားတော့ရလဲပြဿနာကရခိုင်ပြည်ထဲမှာသူတို့တွေဘယ်လိုနေရလဲဟုတ်ပါလားဒီ A မပေါ်ခဲ့ဘောเนาะဒီ A ကပေါ်လာပြီပေါ့ A ပေါ်နေပြီကျွန်တော်2013မှာနေပြီးအိန္ဒိယနဲ့ကျွန်တော်ပြန်လာတာဆိုတော့ဒီအာကျွန်တော်ရန်ကုန်ဘက်မှာပဲကြောင်းတက်များတဲ့ခါကျတော့အာရန်ကုန်နဲ့နိုင်ငံခြားမှာကြောင်းတက်တာများတဲ့ခါကျွန်တော်ဒီရခိုင်ပြည်နယ်မှာစက်ပွက်တွေကြောင်းတက်ပြီးတော့မသိဘူးเนาะဒါပေမဲ့ကျွန်တော်ဒီ2013နောက်ပိုင်းမှာကျွန်တော်ရခိုင်ပြည်နယ်ရောက်တဲ့ခါမှာဒီလက်ရှိနေမဲ့တော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်နိုင်ငံရေးလောကထဲကိုဝင်လိုက်တဲ့ခါ ဒီစက်ခွေးတွေရဲ့လောက်ရောက်ကိုကျွန်တော်ကောင်းကောင်းသိလာတယ်သူတို့ရွာတွေသွားတယ်ရွာတွေသွားလို့ရှိရင်ရွာတွေမှာလည်းအဲ့ဒီရှင်သွားဆိုရွာတွေကိုသူတို့ဆဲသွားပြီးဆိုလို့ရှိရင်ရွာတွေသူတို့ကြောက်ရတယ်ကြောက်တာရွာတွေမှာလည်းကောင်းမလေးတွေမြင်လို့ရှိရင်အဲ့ဒီမှာကောင်းမလေးတွေကိုသူတို့ဒီသက်သက်ပြောတယ်အဲ့တော့အထင်ကြီးတဲ့ကောင်းမလေးတွေကသူတို့ခိုးသွားတာပေါ့အဲ့ဒီလိုမျိုးတွေနဲ့ပေါ့နော်အဲနောက်တစ်ခုကဘာလဲဆိုတာဒီသူတို့ဘာလဲဆိုရွာတွေဝင်လာပြီးဆိုလို့ရှိရင်အရက်တောက်တယ်ဗျာအရက်တောက်တယ်မူတယ်ယူတယ်ပေါ့နော်သူတို့ဘယ်သူမှလာပြီးတော့မပြောရဘူးအဲ့ကသူတို့ကလည်းသူတို့မကျင်တဲ့အရက်ဆိုင်မှာအရက်ဆိုင်မှာအရက်တောက်ကြရင်လည်းကျွန်တော်ရခိုင်မျိုးဆိုတော့အရက်တောက်လို့ရှိရင်စကားနည်းနည်းအတားအကျဉ်းပြေးကြတယ်ဗျာဒါရွာဒါရွာ မဟုတ်ကျွန်တော်တို့ကြုံရတဲ့အားရပါရပေါ်တာအဲ့ဒါအဲ့ဒါအဲ့ဒါကိုလည်းအဲ့ဒီတော့ထားမပိုင်းတာမျိုးတွေပေါ့နော်အဲ့ဒါဆိုကျွန်တော်မြင်ခဲ့ရတယ်နောက်ပြီးဒီကျွန်တော်ကိုယ်တိုင်လေးဟိုကျွန်တော်ကျွန်တော်မျက်စိရှိမှာတက်အနေရတဲ့အဖြစ်အပျက်တခုပြောမယ်ကျွန်တော်အဲ့ဒီမှာရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီပါတောင်ကုန်းမြို့ဥက္ကဋ္ဌလုံးကကျွန်တော်အဲ့ဒီမှာနေပြီးတော့ပေါ့နော်ဒီဘယ်လိုခေါ်ပြလဲကျွန်တော်တို့ဒီကြေးကစီယုံကြီး အနေနဲ့ကျွန်တော်ဆက်သွားတယ်ပေါ့ပါတီဆင်းဝေးတစ်ခုနဲ့ဆက်ဆင်းသွားတယ်ဆင်းသွားတယ်ကအဲ့ဒီယူဝါမာနေအဲ့ဒီယူဝါမာအဲ့ဒီယူဝါမာလေးကိုဆက်ခွေတက်ကအဲ့ဒီမှာအကြကြီးပေါ့ပေါ့အဲသူ့နာနဲ့ကြုံမဲအဲ့ဒီအခုလက်ရှိဒီဆက်ခါခါကောစစ်စေးရဲ့ကိုကိုရတာအမှန်ကအမှန်ကအဲ့ဒီမှာအကြကြီးကြုံမဲဆိုတော့ကအဲ့ဒီကောင်ကနေလို့ဘာလာလို့လဲဆိုတော့ကအဲ့ဒီကျွန်တော်တို့အဲ့ဒီမှာစီယုံရင်ဆင်းနေကြတယ်ဗျအဲ့ဒီယူဝါသူရတဲ့အစီဝေးလုံးနေကြတာသူရောက်လာပြီးအဲ့ကောင်နဲ့မင်းတို့ဘယ်ကနေပါညာဆိုတော့ဟာကျွန်တော်ပါတီဥက္ကဋ္ဌတယောက်မှသူ့ကိုတောက်ပါတယ် ကငူးငူးနေပေါ့နော်သူတကယ်သုံးရအောင်နိုင်တယ်။အဲ့ဒါပြီးတော့နောက်သူအဲ့ဒီကအဲ့ဒီကလူလည်းသူအဲ့ရောင်းမင်းတို့တည်းနေပြီးတော့အခုချင်းဒီအိမ်ကဆင်လူမစွာဘူးဘာညာပေါ့နော်။အဲ့ဒီလိုမျိုးတွေပေါ့ကျွန်တော်တို့ကမှနိုင်ငံရေးစကားပြောတာကကျွန်တော်နိုင်ငံရေးဟောပြောပြီးသွားတာတ냐ပဲဒါဟောပြောပြီးတာဒီလက်ရှိနေပြီးတော့အာပြည်တော်စုအစိုးရကတရားဝင် ခွင့်ပြုခြင်းနဲ့ခွင့်ပြုထားတဲ့ပါတီဒီပါတီမှာအလုပ်လုပ်တဲ့လူတယောက်ကဒီပါတီရဲ့စီယုံလေးကိုဘယ်နေရာကတော့စီယုံရတယ်မှန်ပါမှန်ပါဆိုတော့အဲ့ဒါကိုသူကလည်းပြောတာမှလုံးတာလုံးတာကအရွာကြီးရတဲ့ကြောက်မပြေးသေးကြတာပေါ့အဲ့တော့အဲ့ဒီကကျွန်တော်သူ့တိုင်လိုက်တယ်ဘာဒါတော့ဟိုတိုင်လိုက်လို့သူ့တော့ပြုတ်တော့ဒါတော့ထားလိုက်တော့အဲ့တော့ဆိုလိုတာကသူတို့တွေကအဲ့ဒါမျိုးပေါ့နော်ဒီလက်ရှိနေပြီးတော့ဒီ2013 2014လောက်ကလေးကပေါ့နော်သူကဘာလို့ကြာဆိုတော့အပြူပြူတို့အနိုင်ကျတဲ့ပုံစံမျိုးမြတ်တာမဟုတ်ဘူးအဲ့ဒါပြီးသူအခုသူတို့ session ကဒါတွေကြောင့် တော့တို့တို့ကပြည်သူတွေကြားတယ်ကိုလည်းသွားလို့မရဘူးပြည်သူတွေကြားတယ်ကိုသွားရင်လည်းအတူတို့မှသေလာနေရှိတယ်လက်ကပြည်သူကမှာအေးမတက်ဘူးတက်ပါကျွန်တော်တို့ကြုံရတယ်ဆိုတော့ဥမာဆိုတော့ကျွန်တော်တို့ဒီတော်လန်ရေးတက်ဖွဲ့ဝင်နေဗျာကျွန်တော်တို့ညနေကြေးရတယ်မှာဖြစ်ပေါ့နော်ကျွန်တော်သွားတယ်ကျွန်တော်တို့သွားတဲ့နေရာတွေကကျွန်တော်နဲ့ဘာသာစကားမတူဘူး။တိုင်းတဲ့နေမျိုးတွေကိုကျွန်တော်ရောက်သွားတယ်။ကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့အဲအဲ့ရအခုကြီးတောင်းရတယ်။အမုတ်ဆိုင် ဘာကြည့်လို့လမ်းလေးညွှန်ပေးပါသူတို့မုတ်ဆိုင်လမ်းပြလမ်းပြတယ်မုတ်ဆိုင်မှာကျွန်တော်တို့မုတ်တွေပါဝယ်လွယ်တယ်ပေါ့နော်အကြေပါဝယ်တယ်ပေါ့နော်ပုံစံဆိုင်လိုမျိုးပေါ့ကျွန်တော်အဲ့ဒီမှာကျွန်တော်တို့ဘာလာကနားမလဲ ဒါပေမဲ့ကျွန်တော်တို့ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှကျွန်တော်တို့တိုင်းသားတွေသိတယ်တိုင်းသားတွေသိတယ်ကျွန်တော်တို့လည်းညှို့ထိုးတဲ့အရာတွေကိုသူတို့ကနော်အကုန်လုံးလိုက်ပြီးတော့အဲစီရင်ပေးတယ်သူတွေချာချာထုတ်ပိုးပေးတယ်ပြီးတော့ကျွန်တော်တို့ကဝယ်ပြီးတော့မူရှင်းပေးပြီးပြီးရင်အောင်မှသူတို့ကဥမာပွန်သီးကိုလက်ဆောင်ဖယ်ပေးလိုက်တာမျိုးပြီးတော့ရေတံဘူးကတ်တွေပေးလိုက်တာတွေရှိတယ်ပြီးတော့ကျွန်တော်တို့တောက်ဖို့ဆိုပြီးတော့ဖတ်ချမ်းထုတ်တွေဖတ်ချမ်းထုတ်တွေကိုလက်ဆောင်အနေနဲ့ထည့်ပေးလိုက်တာရှိတယ်ဒါကတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေမြေပြင်မှာတကယ်ကြုံ တွေ့ခဲ့ရတယ်ကျွန်တော်ကိုယ်၌တွေ့ကြုံခဲ့ရတယ် အခြေအနေဒါပေမဲ့အကြမ်းဖက်ဖက်စစ်ခွေးအောက်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ခွေးတွေကျွန်တော်တို့ရခိုင်မြေမှာကြုံတွေ့နေရတဲ့အခြေအနေကတော့မုတ်ဆိုင်မှာပတ်စံရှိတာတော့မှသွားဝယ်မစားရတဲ့အဖြစ်ပြီးတော့ဘာလာဝယ်ဝယ်မရောင်းတဲ့အဖြစ်ပြီးတော့တကယ်လို့သွားဝယ်လို့လမ်းမပေါ်ထွက်ရင်တောင်မှအသက်ခံရနိုင်တဲ့အခြေအနေမျိုးအသက်ခံရအသက်ကိုခံခံရတော့တာဘောတော့2019ကအဲ2019ဖြစ်နေအဲ့ဒီအဲ့ဒီမှာ2019ကဘောနော်2019တရားကတောက်တုံမြို့မှာအဲ ကျောက်တုံမြို့မှာဘာထုတ်ကြတာငွေထုတ်ကြတာဟုတ်ပြီနေရာနေရာနေရာပါလေနေရာပါအဲ့ဒါကိုကျောက်တုံမြို့ကအဲ့ဒီမှာလဲဆိုင်ကကင်းဆွဲတဲ့လူတွေကဝိုင်းမြို့ဒါန်ဖို့လဲဒီတော့လားဒါလိုအဖြစ်ဖြစ်နေရှိတာပေါ့ဆိုတော့ဘာလို့တီဘူးကိုမြစ်တာမထားတဲ့အဖြစ်ကြောင့်ပေါ့နော်ဒီတောင်လေးအဲရွာတဲ့ကိုအခုနကဘုရားတို့လိုပေါ့ဟိုမုတ်ဝင်စောက်မှုတို့နဲ့ဒီတောင်က ောက်ဖို့စိတ်ကူးတယ်မှာစိတ်ကူးရင်းမှာဟုတ်ပြီနော်ဒါအဲ့ဒါအဲ့ဒါမှရှိနေချေဘကိုင်းစစ်မနာပြင်အတီးတီးမှာအကြမ်းဖက်စစ်ခွေတက်အစာရှိစားငပြက်ပြီးတော့တိသွားတာတွေအများကြီးကျွန်တော်တို့ပြည်သူတွေသိပြီလားဘာကြောင့်လဲဆိုတော့အဖြေကျွန်တော်မိပါဒီနေ့ပြည်သူဖြစ်တယ်ပြီးတော့အာငါဆိုတဲ့ကောင်ကဘူကြီးပါအခုမှအပွင့်နေမာဒီနေရာမှာဘယ်လိုပဲတောင်းမယ်ဘာသာလုပ်မယ်ဆိုရဲပုံစံမျိုးတွေကျွန်တော်တို့ဝခိုင်မှာအဲ့ဒီအချိုးမျိုးလာမချိုးနေတာဒါကမှမဟုတ်နောက်တစ်ခုကလက်ရှိကတော့ရခိုင်ပြည်နယ်မှာအခုဟိုလက်ရှိ ဆက်တွေ့ကြံသေးတာပေါ့နော်ဆက်တွေ့ကြောက်ဖြူမအောင်သုံးခုနဲ့ကြံသေးတယ်ဆိုတော့အခုလက်ရှိသူဆက်တွေတိုက်နေတယ်ကြောက်တိုက်နေတယ်အဲ့တော့ကျွန်တော်အခုအခုချင်းမပြောနေကျွန်တော်ပြည်သူတွေရန်ကိုဒါတိကျနေတယ်ပြောကျွန်တော်လည်းတိကျနေတယ်ကျွန်တော်တခုံးမဲ့ကျွန်တော်မေးလိုက်ဟုတ်ကဲ့အခုကြံနေပါတယ်ဆိုတော့ဆက်တွေကြောက်ဖြူမအောင်မအောင်ဟုတ်အဲ့ဒီသုံးခုလုံးကို အကျန်းဖတ်ကောင်းတွေဆက်ပြီးတော့ထိနိုင်မလားကျွန်တော်တို့လော့ခိုင်ကအာရကတတ်တော် AA လက်ထဲကိုရောက်သွားမှာ AA လက်ထဲမှာသိကြပါတယ်ဘာကြောင့်သိကြတာလဲကျွန်တော်နံပါတ်အဲဘောနအချက်အချက်ဖောက်ပြပြကျွန်တော်ပထမနေ့တော့အရင်ဖောက်ပြပြမယ်လက်ရှိနေပြီးတော့ A D လက်ရှိနေပြီးတော့ဒီကျွန်တော်တို့စက်ပြင်းမျိုးကိုတွောမယ်ဆိုလို့ရှိရင်အာအန်ဒီရဲ့မြေပေါင်းမြေပေါင်းပြီးရင်မင်းပြမင်းပြပြီးမြောက်ဦးမြောက်ဦးမှာကြောက်တော့ကြောက်တော့ဒီမှာစက်ပြောင်းဆိုတော့ဒီလက်ရှိနေတဲ့အန်ရဲ့အာမင်းပြရဲ့ န်အာဆိုရင်အရင်မြေပေါ်ရင်မင်းပြရဲ့မြောက်ဦးရဲ့တောက်တူရဲ့ကို A ကတိတ်ခတ်တာอืม A ရဲ့လုံးရောက်ဖြစ်နေဆိုတော့ကြံတဲ့နေရာလေးတွေကဘာလဲဆိုဒီအခုလက်ရှိနေလို့စစ်တွေတုတ်ပွဲစားကြတယ်อืมဆိုတော့ဒီဒီစစ်ခွေးတွေကဒီစစ်တွေမြို့မှာအထိုင်ရှာထားတဲ့ဒီစစ်ခွေးတွေကဘယ်သူထောက်ပံ့ခြင်းနဲ့ဘယ်သူဆရာပိတ်ဆက်နဲ့သူတို့သူတို့စားတော့မလဲမြို့တဲ့ကိုအပြောတယ်လေသူတို့ဘယ်နေရာမှာသူတို့အဲ့တော့သူတို့ဟာစစ်ကူကိုလည်းသူတို့မြုံမှန်းလို့မရဘူးနံပါတ်1နံပါတ်2လေကြောင်းနဲ့တိုက်တယ်โอเคလေကြောင်းနဲ့ဆိုလို့ရှိရင်ဒီ အေကလေကြောင်းရံကိုကာဝေဖို့တော့သူတို့ကနစ်စနဲ့ရှိပြီးသားဖြစ်နေတယ်။နစ်စနဲ့ရှိပြီးလို့ကြောင်းလဲအားမှာသူတို့အထိုင်ချတာလေ။အားရဲ့ဒီလက်ရှိနေပြီးတော့ဘာလို့ခေါ်လဲအဲ့ဒါကိုအန်တက်မကြီးကိုခုလိုခုလိုအထိုင်ချတာ။ဒီအန်တက်ဟာရပိုင်းမတပင်းလုံးထိချုပ်ထားတဲ့တက်။ဆိုတော့ဒီတက်ကိုတော့ကအေကထိချုပ်ထားနိုင်ပြီဆိုတော့လေကြောင်းရံကိုသူတို့မကြောက်လို့ထိချုပ်ထားတာ။ဒီစက်ကိုသူတို့လေကြောင်းလာပြီးပူရဆိုတဲ့အားပေးပြထားလိုက်တော့။ဟုတ်ကဲ့ဟုတ်ကဲ့။နံပါတ်2ကပထူရနေတာရာသူတို့ဘယ်လိုနည်းနဲ့မှသွားလို့မရဘူး။ဟုတ်ပြီစစ်ပေကနေပြီးရံကောင်လာမယ်ရေလန်းတီး။ဟုတ်ကဲ့။ဘာသူတို့ဘယ်လို ီးမှလုံးလုံးမသွားဘူး။အဲ့ဆိုရေသက်ပြေးကုန်မယ်ဆိုတော့ကျွန်တော်တောင်းကုန်မပြည့်ရည်ပြ။ဆိုတော့အဲဒါမျိုးကျွန်တော်တို့ညီမစကားတွေမှာအများနဲ့ပြောနေတဲ့စကားတွေခုရယ်။ဟောလေ။ညင်ရှိုးပြီးတော့မိုးပြန်မယ်ဆိုတော့ဟုတ်ပြီ။ မြေပါရှိုးပြီးတော့ရေပါချိုးပြီးတော့မိုးပါပြန်ရင်တော်မှာမရဘူးဘာဖြစ်လို့လဲဆိုတော့အခုခြေတို့လည်းပြောထားတယ်အင်္ဂါဂျူကလာတားရှင်တော်မှာဘယ်မှာတားလို့မရဘူးတခါလည်းပြောထားတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ်အဲ့တော့သူတို့ကလက်ရှိနေပြီးတော့ဒီစက်တွေမြို့မှာရှိနေတဲ့ဒီစက်ခွေတွေကပေါ့နော်လက်ရှိအနေနဲ့အလန်ဂျူတောင်းပြီးတော့ပေါ့နော်အလန်ဂျူတောင်းပြီးတော့ကိုအလန်ဂျူတောင်းပြီးတော့အလန်ဂျူတောင်းပြီးတော့လက်နဲ့ရှာခဲ့မှာသူတို့ရှိအေးကလည်းတက်တက်ညာညာစဉ်းစားပြီးမှာပဲအမြဲစဉ်းစားပြီးပြီးတော့ ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ထားပေးတယ်ဟုတ်ပြီးတော့ဒီသူတို့ပေါ့နော်ဒါလက်နဲ့ချတယ်အញ្ញံခံတယ်အလံပြူထောင်တယ်ပေါ့နော်အဲအဓိကဖြစ်ကတော့ A နဲ့ပူပေါင်းတယ်ပေါ့ဗျာ A နဲ့ပူပေါင်းတယ်ဆိုရင် A ကတော်တော်လေးကိုတန်ဖိုးထားတာပေါ့ကျွန်တော်တို့ဒါထူးခြားစွာတွေ့ရတယ်ဗျာဟုတ်ကဲ့ဗျာအဲ့တော့သူတို့အနေနဲ့ပေါ့နော်ဒီဟာကိုတပြီးတော့အလံပြူထောင်ပြီးတော့ဒါတပြီးတော့ကိုယ့်ရဲ့မှားချောင်းကိုဝန်ခံပြီးတော့အဲပေါ့နော်ဒီလက်ရှိနေပြီး A တက် A A တက်တော်နဲ့ပူပေါင်းမယ်ဆိုတော့ပူပေါင်းပေးတာတမျိုးတကယ်လို့ ့ပူပေါင်းဘူးဆိုရင်ဟာမဟုတ်သေးပါဘူးနေပါပဲသေလာတော့ဘာလို့ဆိုတော့ဒီလက်ရှိကစက်ပြေမျိုးကကျွန်တော်ခုနပြောပြီးပြီဗျာသူတို့ဝင်လာတဲ့လမ်းကြောင်းမှန်တယ်ဗျာသူတို့ဒီလက်ရှိအင်အားလာဖြစ်တယ်မဲ့လမ်းကြောင်းမှန်တယ်ဗျာကိုထိရောက်လာတာနောက်တစ်ခုကကြောက်ပြူဒါကြောက်ပြူကြောက်ကျွန်တော်ပြောမယ်ကြောက်ပြူကရေလန်းနဲ့အဲဘောနော်ဒီကြောက်ပြူရေလန်းကောင်းလန်းလေလန်းဘောနော်လေကြောင်းလန်းတော့မရှိဘူးနော်ဒီလေကြောင်းလန်းတစ်ခုကို လေးချောင်းလားဆိုတော့အခုလက်ရှိလေးချောင်းကိုလည်း A ကတင်ရောက်တာပြီဆိုတော့ဒါဆိုရေချောင်းလားကိုလည်း A ကတင်ရောက်တာပြီဒီလက်ရှိတောက်ပြူကိုတော့ပေါ်ဖို့အတွက်ကိုဗမာပြည်ဘက်ကလာတယ်ဆိုလို့ရှိရင်ဒီဘောနမင်းဘူးကာမလမ်းကလာတယ်ဆိုအားမထက်ဘူးอืม တန်းကိုဖျက်ရမယ်လူဝင်ကလာဖျက်တဲ့ပုံအတွက်အဲ့တော့သူတို့လေကြောင်းကနေပြီးလူလာချက်ပြီဆိုလို့ရှိရင် A ကလူလေကြောင်းရအောင်ဖိနှုတ်လာပြီဆိုတော့သူတို့အနေနဲ့ဘလို့ပုံစံမျိုးနဲ့အသက်ရှင်ပါလဲသူတို့လက်ကျောက်ပြူကိုကျောက်ပြူကိုတိုက်နေတဲ့ A ရဲ့စီမှာကိုကိုကိုလက်နဲ့ရှာပြီးအညက်ခံမလားဒါမှစစ်ပြီးတော့ဒီမင်းအောင်နိုင်ရဲ့အဲမင်းအောင်နိုင်အတွက်အသက်အသက်ပဲအသက်ခံလာတော့အဲတက်တော့မှပြပြရတာပြရတာ တခုရှိတယ်ပြီးသူသားလည်းအမိပြီးသူသားလည်းအဖလို့ပြောရတယ်အဲ့တော့ပြီးသူသားလည်းအဖပြီးသူသားလည်းအမိမဟုတ်ဘူးအခုမင်းအောင်လိုင်းကအဖမင်းအောင်လိုင်းလည်းအမိဖြစ်နေတာဆိုတော့မင်းအောင်လိုင်းကိုပဲအဲမင်းအောင်လိုင်းရဲ့မင်းအောင်လိုင်းဒီအဖေမင်းအောင်လိုင်းဒီအမိဆိုတော့စိတ်ဓာတ်မျိုးနဲ့တွောပြီးတော့ပေါ့နော်အာစိတ်ဓာတ်မျိုးနဲ့နေပြီးတော့အာအေကိုပြန်ပြီးတော့တိတ်လာပေါ့ဒါဆိုလို့ရှိရင်သူတို့ဘဝဟာသေလန်းကလွယ်ပြီးအရှာလန်းရှိအဲ့ဒါကြောက်ဖြူကြောက်တွေလဲစစ်တွေလဲ စစ်တွေလည်းစိုးအောင်ပါပဲတောက်ယူလည်းစိုးအောင်ပါပဲပြီးတော့နောက်တစ်မျိုးမန်အောင်မန်အောင်မန်အောင်ကကြတော့သူကမန်အောင်လည်းစိုးအောင်ပါပဲသူကမန်အောင်ကဘာလို့မန်အောင်ကရေရတယ်ဖြစ်နေလဲဆိုတော့တော့ကျွန်တော်တို့ဒါအခုခြေကအခုခံမှန်းထားတယ်ရခိုင်ပြည်ထဲမှာလက်ရှိနောက်ဆုံးကျင်နေတဲ့အမျိုးသုံးမျိုးဟုတ်ပါရဲ့နော်စစ်တွေ ဆိုအောင်ပါပဲဆိုအောင်ဟုတ်တယ်နော်ချက်ပြူဆိုအောင်ပါပဲဟုတ်တယ်မင်းဟောဆိုအောင်ပါပဲရွေးချယ်စရာအခုပဲရှိတယ်ဟုတ်မလားအရကတော်တော် AA နဲ့ပူပေါင်းပါဟုတ်တယ်ဒါဆိုရင်တော့သူတို့ရဲ့အသက်ရှင်တန်ခွင့်ရမယ်မိသားစုနဲ့အချိန်မှာပြန်ဆုံတွေ့ခွင့်ရမယ်ကောင်းဝင်နိုင်မရနော်ဟုတ်ပါတယ်တကယ်လို့လက်နဲ့မချဘူးခေါင်းမှနေမယ်ဆိုရင်တော့ သေးလာတဲ့ပုံရှိအကုန်လုံးသေဟုတ်တာရှိပါတယ်ကျွန်တော်လည်းပြောဘူးတယ်ဒါစစ်တူရီမှာရှိတယ်ဒါအဲ့ဒီမှာရှိတယ်ကျွန်တော်တို့ဒါပြည်သူစစ်တွေရောဟုတ်လားညီမျိုးစုံနဲ့ပို့ခံထားရတဲ့ဒါစစ်မှုထမ်းအတက်ကလေးတွေရောပြီးတော့လက်ရှိအာနာယူအောက်မှာတောင်းထမ်းဆောင်နေတဲ့စစ်ခွေးတွေရောကျွန်တော်ပြောဘူးတဲ့သုံးသပ်ချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ အဲ့စစ်တွေမှာထွက်လန်းပြေးလန်းမရှိတော့တဲ့အတွက်အကုန်လုံးရေထဲကိုခုန်ချပြီးတော့ကိုယ့်ကိုတတ်တရားမှအခြေပြောက်သွားလိုက်ပြီဟုတ်ပါတယ်နော်ဟုတ်ပါတယ်အဲ့ဒီမှာရှိတဲ့နဗီးတွေကလည်းကန်းကက်ဆရာအဲ့ဒီမှာရှိတဲ့စစ်တမောတွေကကန်းကက်ဆရာနေရာမရှိပဲနဲ့ပင်လယ်မှာပဲတဝဲလယ်လယ်နဲ့နောက်ဆုံးမှကြီးထိုးစားခံရလိမ့်မယ်ဆိုတာမျိုးကျွန်တော်သုံးသပ်ခဲ့ပြီဟုတ်ပါတယ်သူတို့ကန်းကက်လို့လည်းမရဘူးပါဆိုတော့သူတို့ကကန်းကက်လို့ဒီကနေတော့ A က A ရဲ့စစ်မျက်နှာတင်ကနေပြီးတော့ဒီလက်ရှိနေလို့ဒီကျွန်တော်တို့နေပြီးတော့ခုနရခိုင်နေတဲ့ဘက်မှာဆိုလို့ရှိရင်ဒီလက်ရှိ A ောင်တိတ်မှဆိုရင်ပသိမြို့ဒါပသိမြို့အပိုင်းပေါ့လေပသိမြို့နေအပိုင်းအဲ့ဒီနေရာလေအားလုံးတို့ရေကြီးတော့အလုံးပေါ့နော်အဲ့ဒီနေရာလေးတွေဆိုတော့တိတ်ထားတာဆိုတော့ဒါဒီရခိုင်နဲ့အေယာဝင်နေဆက်အရှောင်းလို့တိတ်ထားတာဆိုတော့သူတို့ဒီဘက်ကနေကြည့်တော့ဒီဘက်ကလက်ရှိနေပြီးတော့ဒီလက်ရှိစက်ဖွေးတွေကအဲ့ဒီလမ်းကနေပြီးတော့ဆက်အေယာပို့လို့လေအဆင်ရတော့ပြီးတော့ဒီမန်အောင်မန်အောင်ကြားတဲ့ကအေကထက်စမ်းတော့ပါဘုံမန်အောင်ကောင်းတဲ့ထက်စမ်းတော့ဘာလို့တော့မန်အောင်ကကောင်းလားမရှိဘူးဒီနေ့ကဘယ်လိုလဲ လေရင်ခွေးလည်းမရှိဘူးတော့ဒါကြောင့်ဟုတ်တယ် auto swap ပဲရှိတယ်ကျွန်တော်တို့ဒါမျိုးတွေထဲမှာပေါ့နော်အဲကျွန်တော်သတင်းသုံးသပ်တဲ့အချက်တွေမှာဆိုတော့ကျွန်တော်ပြောတယ်ပေါ့နော်ဘယ်အဲဆိုတော့ base scan base scan တော့တခိုက်သိမ်းပေးလိုက်တဲ့ဆိုရင်တော့ဘယ်နေရာ auto swap ဆိုတာကျွန်တော်တို့ကသိရှိပြီးသားပေါ့နော်ဒါ data ကလည်းပိုသိမှာပါဟုတ်ပြီဒါဆိုရင်တော့ဒီကနေ့မှာကျွန်တော်တို့ဒါအခုစီအခုခြေစီကထွက်လာတဲ့ဒါကျွန်တော်တို့ဒါစစ်တွေကလည်းရခိုင်လက်ထဲကိုရောက်မှာပဲ top view ကလည်းရခိုင်လက်ထဲကိုရောက်မှာ哦ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်မန်အောင်ဆိုတာလည်းပြောစရာမရှိသိကြပါရတယ်ဒါကြောင့်ရခိုင်ပြည်ပြည်လုံးကတော့အာကတ်တော့ AA လက်ထဲကိုရောက် ောက်ပြီးတော့ကျွန်တော်တို့တခိုင်းသူတခိုင်းသားတွေဟာလွတ်မြောက်တော့နေဖြစ်တော့နေနေဖြစ်ပြီးတော့လွတ်မြောက်တော့သူတွေအဖြစ်သူတို့ရဲ့ဒါလွတ်မြောက်ခြင်းအရာတာတွေကိုခံစားရဖို့အနည်းဆုံးမှရှိတဲ့ပြီးတော့ဖြစ်လဲဖြစ်လာနေပြီဟုတ်ပါခင်ဗျဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့အနှစ်ချုပ်မှာကျွန်တော်တွေ့တာကတော့ကျွန်တော်တော်လှန်ရေးအောင်မြင်ဖို့အတွက်ပြည်သူသားလင်းအရေးကြီးတယ်ပြည်သူပေါ်ထားတဲ့စေစနာ ြန်ပြီးတော့ဒါအကျိုးခံစားအကျိုးခံစားရတယ်ဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့ဒါဆိုရင်ဒါလောက်ခိုင်းမှာလက်ရှိကြံနေသေးတဲ့အကျန်းဖတ်ဖတ်စစ်ခွေးတက်ရဲ့မိသားစုတွေ ်ဟုတ်ပါတယ်သူတို့တွေကိုဘယ်လိုမျိုးလေးမှားခြင်းလဲအာသူတို့တွေကိုသူတို့တွေကိုမှားခြင်းနောက်တစ်ခုကသူတို့နဲ့ဟောအဆက်တွေမရဟိုဟိုကဒီလက်ရှိဒီဗီဒီယိုကိုဒီကျွန်တော်တို့ရေပေါ့နော်ကျွန်တော်တို့ဒီတင်ဆက်တာကိုကြည့်နေတဲ့ဘယ်ချက်ကောက်ကဟိုရက်ကတို့လက်ရှိမှာပဲအဲ့ကသူတို့လည်းပြန်ပြောပြလိုက်ပါဘူးနော်ပြောတဆက်ကတဆက်ကလည်းပြောပြနေကြတာကကိုယောက်ျားကိုသတ်သမီးကိုဟိုတော့အအများဆုံးလက်နဲ့ရှာခိုင်းဖို့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်တယ်ဘာကြောင့်လက်နဲ့ရှာခိုင်းကျွန်တော်လက်နဲ့ရှာခိုင်းရတယ်ကျွန်တော်ပြောလို့မဟုတ်ဘူးစဉ်းစားပါသုံးသပ်ပါဘာကြောင့်လဲဆိုတော့ဒီစက်ပင်မျိုးကိုကျွန်တော်ခုနထောက်ပြပြီလေဗျာဗမာပြည်ဘက်ကလာမယ်ဆိုလို့ရှိရင်သူတို့၄ချောင်းရံကိုကာကွယ်ဖို့အတွက်အေးမာနေ တော့အထိုင်ထားတာပြတော့ကွာအဲ့တော့ဒီဘက်ကောင်းကျောင်းကလာမယ်ဆိုလို့ရှိရင်ကောင်းကျောင်းကိုတို့တော့အထိုင်ထားတာပြအဲ့တော့သူတို့ကလက်ရှိနေမလို့ပေါ့နော်လက်ရှိဒီ AA ကပထမတော့ကရခိုင်ပြည်နယ်ကိုဖျက်နေဖျက်နေဖျက်နေဟဲ့ရခိုင်ပြည်နယ်ဖျက်နေပြနေအာကျွန်တော်တို့အာနာရှင်အုပ်စုကလုပ်ခဲ့တာတိုက်တယ်အဲ့တော့အာနာရှင်အုပ်စုကဒီလိုဖျက်နေဖျက်နေတိုက်တယ်အခု AA ကလည်းတော့အဲ့ဒီကောင်တို့ပြန်ဖျက်နေဖျက်နေဖျက်နေအဲ့တော့ဖျက်နေတယ်ဖျက်နေတယ်ဆိုတော့တို့ကရွေးရှင်စရာလမ်းမရှိတော့ဘူးနော်အဲ့တော့အသေးခံမဲအောင်တိုင်းအတွက်အသေးခံပြီးတိုက်မလားဒါမှမဟုတ်လည်းလက်နဲ့ရှာပြီးတော့အာဘောနော်အလဲဝင်လာမလားဘောနော်အဲ့တော့ရှင်တော့ AA ကလည်းဝင်တော့ဟုတ်ပါပါခင်ဗျာ ဒါကြောင့်မှဒါကျွန်တော်တို့ပြည်သူတွေဆိုရင်ဒါကျွန်တော်တို့ခုလက်ရှိပေါ့နော်ဒါတော်လှန်ရေးရဲ့ကာလာတောက်လျှောက်လုံးကိုဒါကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေပြီးတော့ကျွန်တော်တိုင်းရင်းသားအဖွဲ့အစည်းမျိုးစုံရဲ့ပေါ့နော်ဒါအကြံဖက်စစ်ခွေးတက်ကိုဒါဘယ်လိုမျိုးအနိုင်ယူခဲ့လဲဆိုတာကိုကျွန်တော်တို့ဒါရုပ်ရှင်ပိတ်ကားကြီးတစ်ခုကိုကြည့်နေရသလိုမျိုးပါဟုတ်ပါတယ်ဒါကြောင့်တော်လှန်ရေးမှာပါဝင်နေတဲ့ကျွန်တော်ရဲ့မိဘတွေအရန်ကိုဂုံယူဖို့ကောင်းတယ်ကျွန်တော်တို့ကလည်းဒါဘယ်လိုပြောမလဲ တေးချာစွာစနေတကြစီစဉ်ပြီးတော့စင်ရမဟာဗျူဟာကြကြအချိန်ကသူတွေလုတ်ခဲ့တဲ့ဖြက်လေးဖြက်ကိုကျွန်တော်တို့ကပြန်ပြီးတော့ကောင်တာဖြက်လေးတွေပြန်ဖြက်နိုင်တဲ့အချိန်နေတိရောက်ရှိလာတာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်တို့ရဲ့ပြည်သူအူးချင်းစီရဲ့ခြေသူကြောင့်ဖြစ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဒီဗီဒီယိုကိုစုံလိကြည့်ရှုပေးတဲ့ကျွန်တော်ရဲ့မိဘတွေကိုအူးချင်းစီတိုင်းကိုခြေသူအထူးတက်ရှိပါတယ်ဗျဟုတ်ပါတယ်ကျွန်တော်လည်းခြေသူတင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါ